အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေစာရေးသူဝေစာရဲ့အစိမ့်တွေချက်တစီတို့ရွေလျားနေသောအလောင်းဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်1985ဦးကျော်ပြာကျန်ဝိုင်းတင်းချမ်းရဲ့သူဘရာစာအလုပ်ကိုလုပ်ကင်ပြီးတော့၁၄နှစ်အကြာစောင်းဥတုရဲ့တခုသောညနေရဲ့ညနေ6:00နာရီခွနနာရီဝန်းကျင်အချိန် ဇန်ဝါရီတင်ကြံစဉ်ရက်ပေါ်မှာတော့အလောင်းတစ်လောင်းရောက်ရှိလာ၍ဒူဘိုင်ရာဇာဥကျော်ဖီတယောက်ဟာအလုရှုပ်နေပါတော့တယ်။အလောင်းလာဖို့သူများငိုယူအော်ဟိနေကြပါမယ်။ဥကျော်ဖီအတွက်တော့အဲ့မြင်ကွင်းကရိုးအီနေပြီမို့ဆေးလက်ကြီးတစ်ပိုင်းကိုကိုက်အပေါ်ပိုင်းအင်ကြီးမပါပဲပစုံနှန်းကိုဒူးထိတင်ဝင်ထားကသူလုရမယ့်အလုံများကိုလှုပ်ဆောင်နေပါတယ်။ဒူဘိုင်ရာဇာဆိုရမယ်လေသူ့မှာမိမနဲ့တားတယောက်ရှိနေပါသေးတယ်။မိသားစုကသူနဲ့အတူမနေပဲ။ လို့အစင်ချေပုံရက်ွက်လေးတစ်ခုမှနေထိုင်ကြပါရယ်။ဦးကျော်ဖေကတော့အလုံးမရှိတဲ့နေ့တွေမှာဇနီးနဲ့တားစီကိုသွားလေလေးရှိရယ်။တုတ်တံမှာတော့သူနဲ့အတူနေသည်ကအလောင်းပြင်းနဲ့မိမရှာဆူဆူပဲဖြစ်ပါရယ်။ဆူဆူကအလောင်းလာဖို့သူများနဲ့အတူစကားဆမီပြောနေရယ်။အလောင်းကငငယ်ရွရွနဲ့ချောမောလပတဲ့မိန်းကလေးတစ်ယောက်ရဲ့အလောင်းဖြစ်နေတော့ဆူဆူအံ့ဩနေပါရယ်။ဟဲ့တော့ကောင်မလေးကငငယ်ချောချောလေးပဲ။ဘလို့ဖြစ်ရတာတော့ဟုတ်တော့ စွစွကမင်းမရှာဖြစ်တဲ့အကြောင်းမိန်းကလေးတို့ပြောဆိုနေထိုင်လေးရှိပါတယ်။အမြဲတမ်းတနခါပကွက်လေးနှကန်းနေဆိုနဲ့လက်တပတ်တနေလေးရှိပေမဲ့မိမအဝတ်စားများကိုတော့မဝတ်စင်ပါဘူး။ပစိုးကသာထမိန်လိုဝတ်ပါတယ်။အလောင်းလှပို့သူထင်ကနေယောက်ျားကြီးတယောက်ကတော့ဖြေပါတယ်။"အင်း၊ဟုတ်တယ်။ तू ကငါ့တူမလေး။အစ်တကအခုမှ၁၉နှစ်ပြည့်ခါစားပဲရှိသေးတာ။ तू ကြံ့နေတဲ့ကောင်းလေးနဲ့အိမ်ကမိဘတွေသဘောမတူလို့လေ။" ညစဉ်ကဆယ်ထဲမှာခုံချတက်တည်သွားတာမိဘတွေသဘောမတူတာနဲ့ပဲတက်တည်ရတာလားဟဲ့လူဘဝဆိုတာလွယ်လွယ်ရရင်မနေကြလားမသိဘူးမိဘတွေလည်းမိဘတွေပဲသူ့ချစ်သူရွေးချယ်ပါစေဘာဖြစ်တော့မှမို့တော့ခုတော့ကြည့်သူရဲ့ချစ်လက်ပါတယ်ဆိုတဲ့တမီးလေးကိုနောက်ထပ်မြေတွေ့ခွင့်ရတော့မှမဟုတ်ဘူးဆူဆူရဲ့စကားကြောင့်ကောင်မလေးရဲ့မိသားစုဖြစ်ဟန် တူတူတို့ကနှဆောင်ပြစ်ကျင့်နေကြပါတယ်ဟေ့ နေအပြောဆိုစင်ချင်းဟိုမှာပူစေးတော့ကရောက်နေကြတယ်မတွေ့ဘူးလားမိပါရင်ကကိုသားသမီးကောင်းစားကြီးပွားတာကိုပဲမြင်ချင်းကြတာနေပါသိလို့လေတိတ်တိတ်နေပြီးတော့ငါတူမကိုအလားဆုံးဖြစ်အောင်သာပြင်ပေးစမ်းပါမဟုတ်သေးပါဘူးကျုပ်ပြောတာကိုရှင်သဘောမပေါက်ဘူးပဲမိပါရင်ကရှင်ပြောတယ်လို့တော့ဟုတ်ပါတယ်အဲ့ဒါမားတယ်လို့မပြောပါဘူးဒါပေမဲ့အကြောင်းအကျိုးချင်းချင်းပြီးတော့နားဝင်အောင်ပြောပြရင်ပိုမကောင်းမိဘူးလား ဲ့လိုဆိုမိဘတွေကိုလည်းသားသမီးတွေကအမုန်းမပါတော့ဘူးလေမိဘတွေလည်းသူတို့ရဲ့သွေးသားကိုဆုံးရှုံးစရာမလိုတော့ဘူးပေါ့ဟဲ့ဆူဆူနေပါရီစကားများနေတာတော့လောက်เสียရရှိတာပဲလောက်ဆန်းပါဥကျော်ဖေးလမ်းအော်လိုက်၍ဆူဆူလည်းစကားလမ်းကြောင်းပြောင်းလိုက်ပါတယ်ဒါနဲ့ဒီညဘသူတွေအလောင်းဆောင်ကြမလဲဆူဆူရဲ့စကားကြောင့်အလောင်းလာဖို့သူတို့တယောက်မျက်နှာတယောက်ကြည့်ကုန်ကြတယ်ဘာလဲဘသူမှမဆောက်ဘူးတော့မပြောကြနဲ့နော် ကျုပ်တို့တော့မစောင့်နိုင်ဘူးစစုကညီပြောလိုက်ပါတယ်နားလဲဇမဟာအလိုတော်ကျုပ်ကဘာလို့နားလဲစစုရဲ့စကားမစုံးမိမှာပဲအလောင်းလာပို့သူတွေမှယောက်ျားတယောက်ကသူ့လက်ညှိုးမှဝတ်ထားတဲ့လက်စကူချုပ်ကစစုအားကမ်းပြလိုက်ပါတယ်စစုကဥကျော်ဖေအားတစ်ချက်လမ်းကြည့်ကလက်စကူယူပြီးတော့အင်ဂျီအေးတဲ့ထက်ထားလိုက်တယ်ကဲရပြီမို့လားကျုပ်တို့ပြန်တော့မယ်ကျုပ်တို့မအောင်အလားဆုံးဖြစ်အောင်ပြင်ထားပေး မနေ့ပြန်မှကျုတ်တုတ်လာခဲ့မယ်အလားဆုံးတော့ဖြစ်ပါစေနော်မဟုတ်လို့ကတော့ဂုတ်အချူပဲရှင်ရှင်ဘာပြောတယ်လက်စွပ်ချူပေးတဲ့ယောက်ျားမှပြောလိုက်တဲ့စကားကြောင့်စူးစူးအထိတ်တလန့်ဖြစ်သွားခဲ့ရတယ်ဘာမှမဟုတ်ဘူးကျုတ်တုတ်သွားပြီပြောရင်းဆိုရင်လည်းအလောင်းလာပို့သူများထွက်သွား၍စူးစူးကသူ့ရဲ့ကြောပင်ကိုကြည်ကနားမလည်စွာနဲ့ကြံနေခဲ့ပါတော့တယ်ဟိတ်စူးစူးတကယ်ပဲညီပြောသလိုဟာကောင်မလီကငငယ်ဆိုးဆိုးလီပဲ မိဘတွေတော့ရင်ခွေရမှာပဲသူခမရအကောင့်တောင်မရခဲ့ပါလားတနာကျင်ရပါပဲอืมတင်းနေတယ်ဆိုတာတည်းအိပ်ပျော်နေတဲ့အတိုင်းပါပဲလားသူ့ဘရာစာဥကြော်ဖေးကသူ့လုပ်တွေပြီးတဲ့အခါမှာတော့ဇရပေါ်တက်လာပြီးစိမ့်ညူရောင်ဖျားလိုက်နဲ့လိတ်ထားတဲ့ကောင်းမလေးရဲ့အလောင်းကိုကြည့်ကပြောလိုက်ပါတယ်ကောင်းမလေးကငခုတွေကလာပြီးသားဆိုတော့ကျုပ်ရဲ့မိတ်ကနဲ့လုံးဝကွက်တိတော်စမ်းပါနေမိတ်ကကတရေတောင်ကြောက်ပြီးပြရမယ်ဥကြော် စတာပါဟာနင်ရလဲဒါနဲ့အလောင်းဆောက်ဖို့ဘယ်သူမှမလာကြဘူးလားသူ့ဘရာဇာကြီးကဇရတောက်မှထိုင်ကဆေးလိပ်ကိုမိညိနဲ့မိလိုက်ပါတယ်အဲ့အတွက်မပူနဲ့နိဗ္ဗာန်လန်ထိပ်ပြင်းတာကကိုင်းရဆိုင်က မာလီတားဖောက်ပက်ဆက်နေနေပြီးတော့ခေါ်လိုက်ရင်ရတယ်ပြီးရောငါကျင်းသွားတူးလိုက်အောင်မေနင်းလဲမာလီရီနဲ့ကြိကြပေါ့နော်တော်ကြဥကျော်ဖေကပြုံးစစ်စစ်နဲ့ပြောကဇရပေါ်မှာဆင်းသွားပါတော့တယ် စစလုံးမိကစားတဲ့ပစ္စည်းတွေကိုတင်စေကဇီယာမှဆင်းသွားပြန်တယ်။ဇီယာပေါ်မှာကြံနေခဲ့တာကတော့တင်းနေတယ်လို့ထင်ရစရာမင်းမရှိတဲ့ချုံမောလောက်ပါတဲ့ကောင်းမလေးအလောင်းတစ်လောင်းသာအချိန်နှင်းငယ်ကြတဲ့အခါမှာတော့စူးစူးပြန်ရောက်လာပြီ။သူနဲ့အတူမာလီနှစ်ယောက်လည်းပါလာပါတယ်။ပြန်ရောက်ပြီလားဟ။ငါတော့ကျင်းတူးလို့မပြီးသေးဘူး။ဦးကျော်ဖေးပေါက်တူးကိုမြောက်ပြရင်နဲ့လက်နှုတ်ဆက်လိုက်တယ်။အဲ့ဒီညကလာမညမဟုတ်ပေမဲ့လာရောက်အတန်အသင့်ရှိသလို့ ဇေယနဘေးမှာမွေးထားတဲ့မီးပုံရဲ့အလောင်းစင်နဘေးလေးမှာထွန်းထားတဲ့မီးအင်ရဲတို့ကြောင့်အတော်အသင့်မြင်ရပါတယ်။ဦးကျော်ရှစ်မလဲလေ။ကျင်းတချင်းတူတာဒီလောက်ထိကြားစရာလိုလို့လားရှင်။တချင်းမဟုတ်ဘူးဟ။နင့်အတွက်ပါတူးနေတာ။ဦးကျော်ဖေးရဲ့စကားကြောင့်ဆိုးဆိုးစိတ်ဆူကဇေယပေါ်သို့ခြေဆောင်ကတက်သွားတော့တယ်။ဦးကျော်ဖေးဆူဆူရဲ့အော်တန်ကတိတ်ဆိတ်နေတဲ့တုတ်တန်တစ်ခုလုံးကိုလမ်းချုံသွားပါတော့တယ်။ဟေးဆူဆူ င့်ကြည့်ရတာတဲတပဲ့မြင်လိုက်ရတယ်လို့ပဲဘာလို့အတန်းဆိုးအတန်ပြက်နဲ့អော်နေတာတော့ဥကျော်ပြေကျင်းတူရင်လမ်းမေးလိုက်တယ်မာလီတားဖကတော့အလောင်းကိုကြည့်ကအနားမှာထိုင်လိုက်ကြတယ်ဥကျော်ရှင်အလောင်းကိုဘာလို့ထားတာတော့ဟမ်ဆူဆူကထိုးထိုးပြောလိုက်၍ဥကျော်ပြေကျင်းပေါ်မှာတက်လာခဲ့ပြန်တယ်ဇက်ပေါ်သို့ရောက်လာခဲ့ပြန်ပါတယ်ဟာနေ့စကားကဘာကြီးတော့ငါကအလောင်းကိုဘာလို့ရဥကျော်ပြေအံ့ဩသွားပါတယ် သူမြင်လိုက်ရတာကအလောင်းကိုလိမ့်ပေးထားတဲ့မိကပ်များဟာအကုန်ပြက်ပြက်နေပြီအလောင်းမျက်နှာတစ်ခုလုံးဟာညိုမဲနေခြင်းကိုပါဟာဆူဆူငါဘာမှမလုပ်ဘူးနော်နေထွက်သွားကြတဲ့ကငါကျဉ်တုနေခဲ့တာပဲထူးတော့ထူးစမ်းနေမိကပ်တွေတလောက်ဈေးကြီးတာကိုရှင်နော်ရှင်ဆူဆူလည်းပြစ်တာပြစ်တာမီအလောင်းကိုဒုတိယအကြိမ်မိကပ်လိမ့်ပေးရပြန်မှာတော့တယ်ကိစ္စတွေအကုန်လုံးပြီးတဲ့အခါမှာတော့မာလီတားဖာယူလာတဲ့အရက်ကို လေးယောက်သားဝိုင်းဖွဲ့တောက်ကြတော့တယ်စူးစူးကမိမရှာဆိုပေမဲ့အရက်တော့ကြိုက်တယ်တုတ်တန်ထဲမှာမူအမီးကတော့ပဲချမ်းလိုများသားစူးစူးနေ့အလောင်းကလှုပ်သွားတယ်လို့ပဲအရက်တောက်နေရင်ကနေမာလီနေရောက်နဲ့အကြီးဖြစ်တဲ့မာလီကပြောလိုက်တယ်အာဝင်းသိအချက်ကလေးတစ်ခွက်ပဲတောက်ရသည်မူးသွားပြီလားအလောင်းကဘာလို့လုံးရမှာတော့မဟုတ်ဘူးကြည့်လေးယောက်သားခဏကြာတဲ့အထိအလောင်းကိုစန့်ကြည့်လိုက်ကြတယ်ဒါပေမဲ့ ဘာလှုပ်ရှားမှုမှမတွေ့ရပါဘူး။အဲ့ခါတားဖြစ်တဲ့မာလီကထထသွားခဲ့ပြီးအလောင်းအနာသွားကအလောင်းရဲ့ကြီးကိုလှုပ်ကြည့်လိုက်တယ်။ပြီးရနဲ့အလောင်းရဲ့ပါးပြင်ကိုဆွဲကြည့်တယ်။အောင်စီဘာလုပ်နေရလဲ။စူးစူးကမေးလိုက်တယ်။မဟုတ်ပါဘူးဗျာ။ကျွန်တော်ကတကယ်လှုပ်မလို့စမ်းကြည့်နေတာပါ။လှုပ်ဖို့နေနေတာတာဗျာ။ပရီရီတော်မာကျောနေပြီ။အောင်စီဆိုတဲ့မာလီကထိုးထိုးပြောကစူးစူးအနာတို့အလား အလောင်းကိုကျွအခိုင်မှာတော့အလောင်းတစ်ပြေးမှထွန်းထားတဲ့မိအိမ်ကလီမတိုက်ပါပဲနဲ့ရုတ်တရက်ငိမ့်သွားပါတော့တယ်။ဟာဘလို့ဖြစ်ရတာတော့မီးစာကုံသွားတာလား။ဆူဆူညို့ငါပြောပေါင်းလဲမနှဲပြီ။မီးအိမ်ကိုမီးစာအစ်စ်လဲပါလဲပါဆူ။နေမငါစကားနားမထောင်တာ။ကဲအခုဖြစ်ပြီမလား။မဟုတ်သေးပါဘူး။ရှင်ပြောနှုတ်လို့ဒီနေ့ကမှကျုံမီးစာအစ်စ်လဲထားတာတော့ ။ဆူဆူကထိုးသူပြောကမင်းအိမ်ကိုစစ်ကြည့်လိုက်ပါလေ။လေးစာမမကုံသေးတာ။လေးတက်လို့ငိမ့်သွားတာနေမှာပါ။ဆူဆူကပြောရင်းနဲ့မင်းအိမ်ကိုဖွင့်ကမင်းစာမမင်းကြီးလိုက်ပြန်နေ။အေးမိအိမ်ကလေးလုံးနဲ့ဖမီးအိမ်အမျိုးအစားဆိုတာကိုတော့စူစူမေ့သွားပုံရပါတယ်။ပြီးရနဲ့အရက်ဝဲမှာပြန်ထမ်းမဲ့အပြုတ်ရုတ်တရက်ကြားလိုက်ရတဲ့ငိုတန်းကြောင့်စူစူလန့်သွားပါတယ်။စူစူဘာဖြစ်လို့လဲ?ကျုပ် ကျုပ်ငိုးတန်တန်ကြားလိုက်ရတယ်တော်ဘာလဲနင်းလဲမူးနေပြီလားဦးကျော်ဖေကစားနောက်လိုက်ပြန်ပါတယ်အရက်လေးနှစ်ခွက်သုံးခွက်နဲ့ကျုပ်ဘယ်တော့ကမူးဘူးလို့လဲမင်းမရှာဆိုပေမဲ့အရက်စုကိုကြီးကျုံနေပါ ပြန်တောက်နိုင်နေနော်ဘာမှတ်တော့ဆိုးဆိုးထူထူပြောကအလောင်းနာသွားပြီးကြည့်လိုက်တော့အလောင်းရဲ့မိတ်ကပ်တွေဟာပြက်နေတာကိုထပ်တွေ့လိုက်ရပြန်ပါတော့တယ်ဟာဒါကဘလို့ဖြစ်ရပြန်တာလဲဆိုးနောက်ကပဲငါထပ်ပြီးလိမ့်ပြီးခဲ့တယ်လေ ဆူဆူဘာဖြစ်ပြန်ပြီလဲဥကြော်ပြီလဲဆူဆူအနားကိုရောက်လာခဲ့တယ်။ဟာအလောင်းရဲ့မိကကပြက်ပြက်ပြီလားဥကြော်ပြီးရောဆူဆူပါနားမလည်စွာနဲ့ခေါင်းကုပ်နေကြတော့တယ်။ဆူဆူဒီအလောင်းတော်တစ်ခုခုပဲငါစိတ်ထဲမှာမသွေးမတန်ဖြစ်လာပြီဟာဥကြော်ကြည့်အလောင်းကပုံစံပြောင်းလာတယ်လို့ပဲဟမ်အဲ့ခါမာလီတို့တားဖားနေအောင်လဲဆူဆူတို့အနားကိုရောက်လာခဲ့တော့တယ်ဟုတ်တယ်ဟာ အလောင်းကလာပွက်စားတော့ကတဲ့ပူပြီးအသက်ကြီးသွားတယ်လို့ပဲလေးယောက်သားအလောင်းကိုအနိကစိုက်ကြည့်နေရင်ကနေအလောင်းရဲ့အရည်တွေဟာတဖြည်းဖြည်းနဲ့တွန့်ရှုပ်လာပြီးတော့အလောင်းရဲ့မျက်နှာပြင်တစ်ခုလုံးဟာညိုပင်းလာပါတော့တယ်ဆူဆူငါအလောင်းရဲ့ကြိုးဘက်ကိုကြည့်ချင်တယ်ဟမ်မာလီကြီးအဝင်းသိရဲ့စကားကြောင့်ဆူဆူအံ့ဩသွားတယ်ရှင်ကအလောင်းကိုဘာလို့မလုပ်တော့ဒါအလောင်းတော့အလောင်းမှစိမ့်တွေထားတဲ့အလောင်း ကြံကြီးစီရည်မကြံပါနဲ့ရှင်။ဆူဆူကမိတ်ကပ်ပစ္စည်းတွေကိုတစ်ခါပြန်ထပ်ဝင်နေပြောလိုက်ပါတယ်။နေပြောသလိုမဟုတ်ပါဘူး။ငါကဒီမှာကိုရမရောက်မီတော့ကရင်ခွဲယုံမှာနှစ်တော်ကြာလောက်ဖူးတယ်။ဒေါက်တာတော့မဟုတ်ပေမဲ့အလောင်းနဲ့ပတ်သက်ပြီးတော့တည်တည်နာတချို့တော့ငါလည်းသိပါတယ်ဟ။ဒီလိုနဲ့ဥကျော်ဖေကအလောင်းရဲ့ပခုံးတစ်ပက်ကိုကိုင်းအောင်စီကအလောင်းရဲ့ခြေစုံကိုကိုင်းကအလောင်းကိုဆောင်းပစ်လိုက်ကြတယ်။အင်းကြီးကိုနည်းနည်းမှကြည့် အဝင်းသိန်းကအဲ့လိုပြောတဲ့အခါမှာတော့စူးစူးကမယုံသင်ကအကြည့်နဲ့ကြည့်နေပြန်ပါတယ်။စူးစူးနင်အကြည့်ကိုငါသိတယ်နော်။ငါပြောသူလိုပဲလှုပ်ဆန်းပါဟာ။စူးစူးလည်းအလောင်းရဲ့အနားသို့တိုးကပ်ကအင်ဂျီစာကိုနည်းနည်းမှကြည့်လိုက်တယ်။အမလီအလောင်းရဲ့ဇွာဟောင်းလောင်းဖြစ်နေ၍လေးယောက်လုံးကအထိတ်တလန့်ဖြစ်သွားခဲ့ရတော့တယ်။အလောင်းရဲ့ဝမ်းပိုက်ထဲဦးစားတဲ့အရာတွေတစ်ခုမှရှိမနေပဲဒီအတိုင်းကိုဟောင်းလောင်းကြီးဖြစ်နေပါတယ်။ဒါ ဒါဆူဆူအလောင်းလာပို့တဲ့သူကဘာတွေပြောခဲ့တော့음ပြောခဲ့ပြောခဲ့တယ်သူတို့ပြောခဲ့တာကမြို့ပြင်မြို့ဆွန်းကဆယ်တဲ့ခုံချတက်တည်သွားတာတဲ့ဟာဒီအလောင်းကယင်းနစ်တည်တဲ့အလောင်းမှမဟုတ်တာပြီးတော့ဒီမြို့ဆွန်းမှာဘာဆယ်မှမရှိဘူးလေအဲ့ဒါကိုနေမိနေရလားအဲ့ဒီခါမှဆူဆူရဲ့ဥကြော်ပြပါထပ်အံ့ဩရပြန်နေမာလီအောင်ဝင်းသိမ့်ပြောသလိုပါပဲ မြို့ရဲ့အနောက်စွန်းမှာပင်လယ်ကြီးကလွဲပြီးတော့လူတေလောက်တဲ့အထိနဲ့တဲ့ဘာစင်မှမရှိပါဘူး။လေးယောက်သားဟာဘာလို့လို့ဘာကံရမှမသိဖြစ်နေတော့မှပဲ။အလောင်းဟာဟုတ်ကနဲ့တစ်ဖက်သို့လိမ့်သွားပါတော့တယ်။အမလေးလေးယောက်လုံးနောက်ဆုတ်သွားကြတယ်။အဖေသွားလို့သွားကြရအောင်။ကျွန်တော်ကြောက်နေပြီဗျ။အောင်စီထိုးတို့ပြောကဇရပေါ်မှာပြင်းစင်းမလို့လုံနေရမနေဆွဲထားရတော့တယ်။ဥကျော်ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ။ စစလေမိတ်ကပ်ပစ္စည်းတွေကိုခယူမဆိုင်နိုင်တော့ပါဘူး။ဟာဘလို့လို့ရမလဲဟ။ငါတို့ဒီတိုင်းပဲမနေ့ရောက်တဲ့အထိကိုစောင့်ယူမယ်ရှိတော့တာပေါ့။မနေ့ရောက်လို့လောင်းပိုင်ရှင်တွေလာမှပဲဒီကိစ္စကိုရှင်းရမယ်။သူတို့ပြောနေရင်နဲ့အလောင်းကတစ်ဖက်ကိုစောင်းသွားပြန်မှာတော့တယ်။အလောင်းရဲ့အနေထားကဥကြော်ဖေးတို့ဘက်ကကြောပေးအနေထားဖြစ်နေတယ်။အဝင်းသိန်းအလောင်းကိုဖျားဖို့တင်ရအောင်များ။ဥကြော်ဖေးနဲ့အဝင်းသိန်းတို့အလောင်းရဲ့အနားကိုကတ်သွားကြတယ်။အဖေး မထိနဲ့အောင်ဝင်းသိအလောင်းရဲ့ခြေကိုထိကနေအောင်စီအော်ပြောလိုက်တယ်။ဘာမှမဖြစ်ပါဘူးကွာ။ကြည့်ကြည့်။ဦးကျော်ဖေနဲ့အောင်ဝင်းသိတို့အလောင်းကို ထိမိအပြုအလောင်းရဲ့ခြေလက်တွေကရုတ်တရက်ကွေးကောက်သွားပါတော့တယ်။ဟာ။နေရောက်လူကနောက်ဆုတ်သွားတော့တယ်။အလောင်းဟာတစ်ဖက်ကိုစောင်းပြီးတော့ကွေးနေတာကြောင့်ဟောင်းလောင်းဖြစ်နေတဲ့ကြောပင်ကသွေးပြက်စရာဖြစ်နေပါတယ်။လေးယောက်လုံးကဇေယျပေါ်မှာဆင်းလိုက်ကြတော့တယ်။ဦးကျော် တခုခုလောက်ပါအောင်ဒီမှာကြောက်ကြောက်လို့တည်တော့မယ်စူစူကအကြောက်လို့ရင်အသားပင်တဆက်ဆက်တုံနေပါတော့တယ်ငါဘာလို့ရမှာလဲစူစူသူ့ဘာရစာလှုပ်လာတဲ့တလျှောက်ဒီလိုတစ်ခါမှမကြုံဘူးလားအခုလိုလှူရှားနေတဲ့အလောင်းနဲ့ကြုံရလိမ့်မယ်လို့ငါထင်မှမလားဟာအဝင်းသိခမရင်ခွဲယူမှာလှုပ်ဘူးတယ်ဆိုဒါဆိုဒီလောင်းကဘာဖြစ်နေရလဲခမမပြောနိုင်ဘူးလားဗျာဥကျော်ဖေတို့စကားပြောနေတော့မှပဲ ဇရပေါ်ကနေတခုခု ပြုတ်ကျသွားလို့ဆူဆူလက်အောင်လိုက်ပါတယ်။ဦးကျော်ဖေးနဲ့အောင်းဝင်းသိန်းတို့ပြေးကြည့်လိုက်ကြတဲ့အခါမှာတော့ပြုတ်ကျသွားတဲ့အရာဟာအလောင်းကောင်ပဲဖြစ်နေပါတော့တယ်။ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ။အောင်းဝင်းသိန်းကမေးပါတယ်။အဲဒီအခါမှာတော့အောင်းဝင်းသိန်းရဲ့တားဖြစ်သူကအနားကိုရောက်လာပြီ။အဖေအဖေကဘာလို့ချင်သေးလို့တော့ဒီမှာကျွန်တော်ကြောက်လို့လို့မတ်တက်တောင်ကောင်းကောင်းရက်လို့မရတော့ဘူး။ကျွန်တော်တို့ပြန်ရအောင်အဖေ။ဒါမင်းနဲ့စူးစူးသွားကြကွာ။ အဖေဦးကျော်ဖေကိုကူညီလိုက်မယ်။ဒီလိုအချိန်ဒီမှာသူ့ကိုတယောက်တည်းထားခဲ့လို့ဘယ်ဖြစ်ပါမလဲ။ဟာဗျာ။ဆူဆူနင်းသွားချင်သွားတော့မနေ့မှပြန်လာခဲ့။တယောက်ယောက်ကတော့အလောင်းဆောင်နေခဲ့ရမှာ။ဒီတိုင်ထားခဲ့လို့မှမဖြစ်တာ။ဆူဆူကအနီးနားကအိုဟောင်းနေတဲ့အုတ်ကူတစ်ခုပေါ်မှာထိုင်ချလိုက်ပါတယ်။ကြုံကြောက်နေရမှန်ပါတယ်။ဒါပေမဲ့ဥကျော်ကိုထားခဲ့ပြီးတော့ကိုလူယုံမှုအထီးတော့တရေပေါ်မကြောင်သေးပါဘူး။ ။စောင့်ကြည့်စောင့်။မနေ့ကအတူတူစောင့်ကြည့်ကြတာပေါ့။အစိုးဆုံးဘာဖြစ်နိုင်မှာမလို့လဲ။ဆိုးဆိုးကထိုးထိုးပြောပြီးတဲ့အခါမှာတော့ဥကျော်ဘေးတို့အနားကိုလာရက်တယ်။အောင်စီလည်းဘာမှမပြောတော့ဘဲနဲ့သူတို့နဲ့အတူရလိုက်တော့တယ်။လေးယောက်သားဟာအချိန်အနည်းငယ်ကြားတဲ့အထိအလောင်းကိုမနီမဝေးကနေကြည့်နေပြီးတဲ့အခါနောက်ထပ်ရွေးလျားတာကိုမမေ့ရတော့၍ဇီယပေါ်ကိုပြန်ရွှေ့ရန်ဆုံးဖြတ်လိုက်ကြတယ်။ဆူဆူနဲ့အောင်စီကဇီယပေါ်တက်ပြီးတော့မေးအိမ်ကိုယူလိုက်ကြတယ်။ ။ဦးကျော်ဖေနဲ့အောင်ဝင်းသိန်းတို့ကအလောင်းကိုမကဇရက်ပေါ်ကိုရွှေ့ရင်ပြင်ချပါတော့တယ်။ဇရက်ပေါ်ကိုရောက်ပြီးအလောင်းကိုဖျောက်ပေါ်မှာနေရာတကျချပြီးတဲ့အထိဘာမှမဖြစ်ပေမဲ့လေးယောက်သားဇရက်ပေါ်မှာဆင်းကနေဆူဆူလက်ထဲမှာမီးအိမ်ကိုတရားယောက်ကမှုတ်လိုက်ပြီးတော့မိငိန်သွားပါတော့တယ်။ဟာဟာဟေးဘလို့ဖြစ်တာလဲ။မီးမမြန်ထွန်းဟ။ဟင်အောင်စီကျော့မင်းကြီးစံဘူးကိုယူမင်းကြီးစံ ကျုံမီးအိမ်ကိုကန်ထားပေးမယ်။အောင်စီကဆူဆူလက်ထက်ကမီးကျစ်ဆံဘူးကိုယူကမီးညင်ရန်ကြိုးစားပါတော့တယ်။အဲ့ဒီအချိန်မှာတော့မီးကျစ်ဆံမှမီးကိုမုတ်ပစ်လိုက်တဲ့မျက်နှာကိုအောင်စီတယောက်အသေးချာမြင်လိုက်ရပါတော့တယ်။အဲ့ဒီမျက်နှာပန်းရှင်ကအောင်စီအထက်တလန့်အော်ကဇီးရပေါ်မှာခုံချသွား၍တခြားသူတွေလည်းလင်းပြန်စားပင်ဆင်းလိုက်ကြတော့တယ်။အောင်စီဘာဖြစ်ကြလဲ။ဘာမြင်လိုက်လို့လဲ။အဖေအဖေတားတားမြင်လိုက်တယ်။ အောင်စီစီရပေါ်ကိုကြည်ကပြောလိုက်တယ်။တာဗာမင်လိုက်တာလေအဖေကိုပြောအဖေကိုပြောအဲ့ဒီအချိန်မှာတော့စူးစိုးကဇီးရအနီးမှာမွေးထားတဲ့မိဘုံကမိစတစက်ကိုယူပြီးတော့မိအိမ်ကိုမိညိပြီးမိအိမ်ကိုမြောက်ကဦးကျော်အဝင်းတဲ့ဟိုမှာဟိုမှာဦးကျော်ဖေကဇီးရပေါ်ကိုကြည်လိုက်တော့သူတို့ကိုကြောပြီးကဇီးရပေါ်မှာခြေကိုတွဲလျားချထားပြီးတော့ထိုင်နေတဲ့ကောင်မလေးကိုတွေ့လိုက်ရပါတော့တယ် အဲ့ညတညလုံးဘသူမှဇီးရအနာကိုမကတ်ကြပဲနဲ့မနီမွေကသာစောင့်ကြည့်နေကြတယ်။ကောင်းမလေးလည်းဇီးရပေါ်မှာခြေတွဲလျားချကတညလုံးထိုင်နေပြီးတော့တခါတခါခြေကိုလှုပ်ရင်တက်သေးပါတယ်။ဒီလိုနဲ့အာယုံတက်မိအချိန်ကိုနှီးကပ်လာပါတော့တယ်။ဟာမရှိတော့ဘူးဟဲ့။ရုတ်တရက်ထပ်ပြောလိုက်တာကဥကြော်ဖေးပြီ။ဥကြော်ဖေးရဲ့စကားကြောင့်ကျန်တဲ့သူတွေလည်းဇီးရပေါ်ကိုကြည့်လိုက်တော့ကောင်မလေးကိုမတွေ့ရတော့ပါဘူး။အဲခိုင်ပါပဲ။ တုတ်တန်အဝင်ဝဘဲကမီရှူမီတို့ကိုစီနဲ့စူးစူးညံ့လာတဲ့လူအုပ်စုရဲ့အတန်ကိုကြားလိုက်ရပါတော့။ဦးကျော်တေဆုံးသူရဲ့မိသားစုဝင်လာကြပြီထင်တယ်။ကျုပ်တို့ဘယ်လိုလုပ်ကြမလဲတော့။စူးစူးကစူးရင်စွာနဲ့ပြောလိုက်တယ်။ပြစ်တနာပါပဲ။ငါတို့ဘာလုပ်ကြမလဲဟ။ကောင်မလေးရဲ့အလောင်းတနေရမှာမြရှိနိုင်လောက်မလား။ရှာကြည့်ကြတာပေါ့။ဒီလိုနဲ့လေးယောက်သားကူရီကြားထဲမှာရှာကြည့်ကြပေမဲ့ရှာမတွေ့တော့ပါဘူး။ တုတ်တန်နဲ့ဝင်လာတဲ့လူအုပ်ရဲ့အတန်းကလည်းတဖြည်းဖြည်းနဲ့နီးကပ်လာနေတယ်။အကုန်လုံးဟာအထိတ်တလန့်နဲ့ဖြစ်နေကြပါတယ်။ဒုက္ခပဲကွာ။မိသားစုဝင်တွေရောက်လာလို့ကောင်မလေးရဲ့အလောင်းကိုမတွေ့ရင်တော့ငါတို့တော့မရှိမလားဒုက္ခရောက်တော့မှာပဲ။ဆူဆူနင်းစက်ဘူသွားကြည့်လိုက်ဟာ။ငါတို့အောက်မှာရှာကြည့်မယ်။ဆူဆူလည်းဥကြော်ဖေးရဲ့စကားကိုမငင်းတော့ပဲ။ဇရက်ပေါ်ကိုချက်ချင်းတက်သွားပါတော့တယ်။အာဥကြော်ဥကြော် ဒီမှာလာကြည့်ပါဦးစိုးစိုးရဲ့အော်တန်းကြောင့်ဦးကျော်ဖေးတို့လည်းကြည်ပုံကိုပြေးတက်လာခဲ့ကြတယ်စိုးစိုးဘာဖြစ်လို့လဲဘာဦးကျော်ဖေးရဲ့အတန်တိတ်သွားတော့တယ်သူမီလိုက်ရတာက ဟောင်းနှံညစ်ပေကတဲရီလူကတ်နေတဲ့ဖြားနဲ့လိတ်ထားတဲ့အေယာမဖွကြီးတကောင်ကိုတွေ့လိုက်ရပါတော့တယ်ဒါဒါကဦးကျော်ဖေးကဖွကြီးရဲ့ကြောဘက်ကိုကြည့်လိုက်တဲ့အခါကောင်မလေးရဲ့အလောင်းလိုဟောင်းလောင်းဖြစ်နေပါတော့တယ်ဦးကျော် ဒါဘလို့ဖြစ်တာရောတော့ခဏနေမိသားစုတွေရောက်လာရင်ကျုပ်တို့ဘလို့ပြောရမလို့တော့ဆူဆူစိုးရိမ်စွာနဲ့ဟိုဘက်ဒီဘက်လမ်းလျှောက်လိုက်ဖြားနဲ့လိတ်ထားတဲ့ဖွက်ကြီးကိုကြည့်လိုက်နေပြောပါတော့တယ်ဟေးနေအောင်ခုနမိတို့တွေနဲ့လာနေကြတဲ့လူတွေရဲ့စကားပြောတဲ့ကိုကြားကြသေးလားသုံးယောက်လုံးကခေါင်းခါပြတယ်ခုနမိရှုမိတို့တွေနဲ့လာနေကြတဲ့လူအုပ်ကိုမြင်လိုက်ကြတယ်လို့သူတို့စကားပြောတဲ့နေကိုလည်းကြားလိုက်ကြတယ်မလားအင်းလေဒါဆို ဲ့လူအုပ်ကြီးကအခုပဲမှာတော့အဲ့ခါမှတခြားသူများလဲသဘောပေါက်သွားကြတော့တယ်ငါထင်တယ်အစတွေကဒီလောက်ကထူးဆန်းနေပါလေလို့တေချာပေါက်သူတို့တွေကလူစင်စစ်မဟုတ်ဘူးဟမ်အဲ့ဒါကြက်တစီတွေနေမှာကြက်တစီဆိုတာဆူဆူနားလေပြီမဲ့မာလီတို့တာဖကခေါင်းကုပ်နေကြတယ်ဥကျော်ဒါဆိုမင်းညကဥကျော်တူးထားတဲ့ချင်းဆူဆူပါကိုဆူလို့မဲ့ဥကျော်ဖေးသဘောပေါက်၍ မပူပါနဲ့ဟာငါလည်းတစ်ပေသုံးပေလောက်ပဲတူးရသေးတယ်ဆူဆူရမြင်မြုပ်မလားမီးတချို့မလားငါမှမမေးလိုက်ရသေးတာဒီလိုနဲ့ဖူကြီးရဲ့အလောင်းကိုဖြားလိုက်ကလေးနဲ့ပဲလိုက်ပြီးဥကြော်ပြီးတူးထားတဲ့ကျင်းထဲကိုထက်မြုပ်လိုက်ကြတော့တယ်မြေဖို့ကာနီမှာတော့ဆူဆူတယောက်အလောင်းလာပို့တဲ့လူထဲကနေလူတယောက်ပေးထားတဲ့လက်စုကိုတတိယ၍ထုတ်ကြည့်လိုက်တော့တေးပြီးခြောက်ကနေတဲ့အိမ်မြောင်တကောင်ဖြစ်နေတာကိုတွေ့လိုက်ရတော့ကျင်းထဲပြစ်ချကတခါရင်မြေမြုပ်ပြစ်လိုက်ပါတော့တယ် ကိစ္စတွေပြီးတဲ့အခါမှာတော့မာလီသားဖာလည်းပြန်သွားတယ်လို့ဆူဆူလည်းမိတ်ကပ်ပစ္စည်းတွေကိုသွားသိမ်းပါတော့တယ်။ဦးကျော်ဖေးကဖွကြီးကို မြုပ်ထားတဲ့မြေစာပုံတစ်ပြီးမှထိုင်ကာ။ဩလူတွေကိုမြုပ်တဲ့တုတ်တက်မြေမှာမြုပ်နိုင်ခွင့်ရတဲ့တက်တစီလေးပါလား။ကောင်းရမွေရရောက်ပါစီကွယ်လို့မြစ်တာပို့ပြီးတော့ဟွန်းငါမဖေးကြောက်လိုက်ရတာတညလုံးပဲ။လက်ဆက်တက်တော့လူမမဟုတ်ပဲဘူး။ဦးကျော်ဖေးကထိုးသူညီကား ကို့အဖြစ်ကိုပြန်တွေးပြီးတော့ပြုံးလိုက်ပါတော့တယ်။ပြည်သူများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲရှင်။ကျမတို့ရဲ့ channel ကနေတင်ဆက်ပေးနေတဲ့ဇာတ်လမ်းလေးကိုကြည့်နေတဲ့တဲ့ဆိုရင်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။အပင်နာဆင်ကြတဲ့ပြည်သူအယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။